စမယ်ကျွန်တော်မိဝိုင်းတယောက်တက်မတော်ကဆစ်ရှုံတဲ့တည်င်းတွေကိုစိတ်မဝင်စားတော့တာတော်တော်ကြာခဲ့ပြီဗျအခုလူတွေတော်တော်များများပြောနေလို့သာဖလန်းဖလန်းဆိုတဲ့မြို့သိမ်းတိုက်ပွဲအကြောင်းကိုလေ့လာမိလိုက်တယ်တက်ထောက်ခံသူတယောက်အနေနဲ့မြို့သိမ်းတိုက်ခံရတာတက်ရင်လိုက်ပြုတ်သွားတာဘုံမှုချုပ်တွေဖမ်းမိတာထူးမှမထူးစားတော့တာဗျပဒက်တွေတိုက်ပြီးဟစ်ဆိုတာနဲ့လက်မကြည့်နဲ့စက်ညောင်းနေတယ် ရေဆက်တာချိုချထားလိုက်တော့အဲ့ဒီလောက်ထိတော့ကျွန်တော်စိတ်ကပြတ်သားနေပြီအခုဖလန်းမြုပ်သိမ်းတက်ပွဲကတိန်စီရမိတဲ့လက်နဲ့တွေကနည်းနည်းနုံနုံမှမဟုတ်တာကျွန်တော်အမြင်နဲ့ဆုံးဖြတ်ရင်တော့ကားစေစည်းစာလောက်မကရှိနေတယ်ဒါဆိုရင်ဒီလောက်လုံလုံလောက်လောက်ပူရှန်နေတဲ့လက်နဲ့အင်အားရှိရတာ ਨੇ ဘာလို့ပြန်မတိုက်ကြတာလဲအဖြေကရှင်းရှင်းလေးပဲဗျတွေ့ကြရလူပေါ်တာဆွဲ လူစုတခိုးဂျဘိုးအယက်သမားဘိန်းသမားပါမချမ်းစစ်တပ်တဲခေါ်သွင်းနေမှာတော့ဒီစစ်တပ်မှမပြည့်ရင်ဘယ်စစ်တပ်ပြည့်မလဲဗျတကယ်လူအပ်နေတာကတက်ထောက်ကန်သူတွေရဲ့အင်အားတမတော်ကစစ်မှုထမ်းမခေါ်ပေမဲ့စစ်တပ်ထဲဝင်ပြီးအကြမ်းဖက်ဗရက်တွေကိုရှင်မုန်းချင်နေကြတယ်ကြော်မျိုးမင်းလိုလူမျိုးရှိတယ်ကြော်စိုးဦးရှိတယ်ဇော်ဘုံဟင်းရှိတယ်ဒိန်းတောင်လိုလူမျိုးရှိတယ်ဟိုမော့ဆိုးမစပါကင်းနဲ့အောင်မင်းလည်းရှိတယ် ဒီလိုလူတွေကိုတက်မတော်ကလက်ခံတင်နေပြီဗျတွေးကြရလူပေါ်တာဆွဲနေတာတကယ်တော့တက်မတော်တဲကို Trojan မြင်းတကောင်ထည့်ပေးလိုက်သလိုဖြစ်နေတယ်ပြီးသူအများစုကမိဘအကြံဖက်အားပေးတွေများတာကိုဒါကြောင့်တွေးတဲ့သူဖမ်းပြီးစစ်တပ်ထဲထည့်နေမယ်အစားဟိုဆောက်ရမ်းကျမ်းတဲ့ original gangster ကယုံလေးတို့အဖွဲ့ကိုဂံပြီးကင်ပြီးရှေ့တန်းပို့လိုက်ရင် Van Dyne Stallone အာနိုတို့ထပ်ပရာမာကျင်းတည်တယ်ဗျာ ညီစီတော်တက်ထောက်ခံသူမျိုးချစ်အပေါင်းတို့ဒီအချင်းဟာတဲမတော်ကြောက်တဲ့ကြဖို့လက်တကန်းလိုပဲတို့မျိုးချစ်တွေကျန်းဖို့ပါတီဝင်တွေတက်ထောက်ခံသူတွေရဲ့အားကိုပြားသချင်းတမ်းပြီဗျအခုလာမယ်စစ်မှုထမ်းအပတ်စဉ်အစ်စ်ကစပြီးစစ်တက်ထောက်ခံသူတွေကျန်းဖို့ပါတီဝင်တွေကိုပဲစစ်မှုထမ်းဖို့ခေါ်သင့်နေပြီပါတီဝင်တွေရဲ့စည်ရင်းတွေတက်ထောက်ခံသူတွေရဲ့စည်ရင်းတွေလည်းရှိနေတာပဲ။ ဒီလောက်ထိရောက်တဲ့အကြံမျိုးဖတ်မရှိနိုင်တော့ဘူးတက်ထောက်ကန်သူတွေရဲ့စိတ်တက်ကျန်းဖော့ပါတီဝင်တွေရဲ့တက်မတော်ကိုချစ်တဲ့စိတ်တိုင်းပြည်ပေါ်မျက်နှာတွေစိတ်နဲ့သာဆိုရင်လက်လွတ်လပ်ရတဲ့မျိုးတွေတော့ပြင်ရလာနိုင်ပါလေမျိုးချစ်ကျန်းဖော့တက်ထောက်ကန်သူများရှေ့ထွက်ချင်တန်လီပြီတတွင်အမှန်တွေတင်ဆက်ပေးနေတဲ့ဒီဘော့စ်အေဂျင်စာ